ACCA UK အကြောင်းလူကျောင်းသားများသည် professional လမ်းကြောင်းကိုရှောင်လန်းရင်းနဲ့ပဲအင်္ဂလန်နိုင်ငံ၏တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ University of London မှာ2026 March လမှစတင်ပြီး BSc ဘွယ်ကိုရယူနိုင်သော professional accountancy program ကိုစတင်တော့မှာဖြစ်ပါတယ်။ ACC အကြောင်းသူကျောင်းသားများအနေနဲ့ UL ကပေးအပ်တဲ့ BSc Professional Accountancy ဘွဲ့ကိုရယူခြင်းနဲ့ဆိုရင်ဖြင့် ACC UK Part 1A Business and Technology Management Accounting Financial Accounting နဲ့ Part 2A Corporate and Business Law ဘာသာရပ်များအားဖြည့်ဆို့အောင်မြင်သူသို့မဟုတ် Exemption ရယူထားသူဖြစ်ရပါမယ် ACC UK Part 2A taxation financial reporting audit and assurance ဘာသာများအားမဖြစ်မနေဖြည့်ဆို့အောင်မြင်ထားသူ ဖြစ်ရပါမယ် exemption ရယူထားသူများဖြစ်ပါက ACCA UK pub 3e strategic professional level e ဘာသာရပ်များအားမဖြည့်ဆို့ခင် ပြန်လည်ဖြည့်ဆို့ရမှာဖြစ်ပါတယ် taxation financial reporting audit and assurance ဘာသာရပ်များပြီးဆုံးအောင်မြင်သည်နှင့် ULE BSc program တို့ register ပြုလုပ်ရေးစတင် join နိုင်ပြီဖြစ်ပါတယ်။ viewer တွင်သင်ကြားဖြည့်ဆိုရမယ့် assessment module တို့ခုရှိပါတယ်။ module 1 financial management, module 2 performance management နဲ့ project module research paper တို့ပဲဖြစ်ပါတယ်။ degree class အနေဖြင့် module 3ခု၏ performance ပုံမှန်မှုတည်ပြီးသတ်မှတ်သွားမှာဖြစ်ပါရဲ့ရှင်။ viewer financial management နဲ့ performance management မော်ဂျူများဖြည့်ဆို့အောင်မြင်ပြီးသည်နှင့် ACCA UK Pub 2 IBADA ရများဖြစ်ကြသော Financial Management နှင့် Performance Management သည် Exemption ရရှိမှာ ဖြစ်ပါသည် Exemption Fee စပေးရန်မလိုအပ်ပါရှင် အကယ်၍ចောင်းသားចောင်းသူများသည့် ACCA UK Pub 2E Financial Management နဲ့ Performance Management အားဖြည့်ဆို့အောင်မြင်ပြီးမှ UOL တို့ join ပြီဆိုရင် UOLE Financial Management နဲ့ Performance Management အားမဖြစ်မနေပြန်လည်ဖြည့်ဆို့ရမှာဖြစ်ပါတယ်ရှင်ကုန်ကြစည်အနေနဲ့ကတော့ ULE BSc program ကိုမြန်မာကျောင်းသားတွေအနေနဲ့ online ကနေသင်ကြားမယ်ဆိုရင်ပေါင်3000မြန်မာကျပ်ငွေအနေနဲ့ခံမှန်းချက် သိန်း180ခန့်ကုန်ကြမှာဖြစ်တယ်လို့ UR ကအတိမှတ်ပြုထားတယ် Recognize Teaching Center မှာ face to face သင်ကြားလုပ်သူတွေအတွက်ကတော့ပေါင်2500ကုန်ကြမှာဖြစ်ပြီးသင်ကြားချိန်ကစုစုပေါင်းခန့်မှန်း12လကြာမြင့်မှာဖြစ်ပါတယ် UAE recognized teaching center တွေကတော့လက်တလောမြန်မာနိုင်ငံမှာမရှိသေးပါဘူးမြန်မာကျောင်းသားတွေအနေနဲ့ကတော့ UAE ရဲ့ online ကနေပဲတက်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ် face to face သင်ကြားခြင်းနဲ့ကျောင်းသားများအနေနဲ့ကတော့အနည်းဆက်ဆုံးအနေနဲ့စင်ကာပူမလေးရှားဗီယက်နမ်နိုင်ငံတွေမှာရှိပြီးအသေးစိတ်ကိုတော့ UAE website မှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် ACCA အကြောင်းသူကြောင်းသားများအနေနဲ့သတိပြုရမှာ ACCA UKE ပထမဆုံးဘာသာရပ်အားဖြည့်ဆို့အောင်မြင်သည့်ကာလမှာ UR တို့ join သောကာလသည်9နှစ်အတွင်းဖြည့်ရပါမည်9နှစ်ကျော်သွားပါက UR ဤ BSc ဘွဲ့ကိုရယူနိုင်မှာ မဟုတ်ပါရှင် တို့ရရင်ကျောင်းသူကျောင်းသားများအနေနဲ့ UOL ရဲ့ BSC program ကို အကြောင်းမျိုးမျိုးကြောင့်မရယူနိုင်ပဲ ACCA လမ်းကြောင်းကိုပဲဆက်လက်ရှောင်လန်းပြီး ACCA ဘာသာရပ်တွေအကုန်ပြီးဆုံး၍ ACCA UK affiliate ACCA UK member များအဖြစ်အတိအမှတ်ပြုမှုကိုရရှိပြီးတဲ့အချိန်မှာလဲ UOL ရဲ့ MSC ဘွဲ့ကိုဆက်လက်ရယူနိုင်မှာဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ်ရှင်။ နေရောင်နေတူ